ဒါဝဲနေရာမှာစက်ကိုနဲ့အစားထိုးဖို့စီစဉ်ထားတယ်လေပါဘူး။ပြည်သူများအားလုံးပဲမြင်လာပါမြောင်ဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြိုးစားလိုက်ပါရင်လေပေါင်းအတင်းကရခိုင်မစီကရရှိထားတဲ့အမွေတွေကိုဖြုံးတိပြည့်တယ်လို့မျိုးဖြုံးတိနေတဲ့သူတို့ရဲ့တိုက်စစ်မှုဒါဝင်နုနဲ့ရဲ့နေရာကိုအစားထိုးဖို့အတွက်ဆန္ဒရှိနေပြီဖြစ်ပါရင် ဆလောင်းရဲ့ပွဲထွက်ရာသီမှာအပြောင်းရွှေ့ရာသီနှစ်ကြိမ်ဖြတ်ကျော်ခဲ့ရပေမဲ့လဘောက်ဘက်ကခေးစာတယောက်တည်းကိုသာဆလောင်းအတွက်ခေါ်ယူပေးထားပါသေးတယ်။ဒါရောမှဆလောင်းကလဘောက်အသေးကိုကလော်တုံးကထက်ပိုးတဲ့စွမ်းဆောင်ရည်မျိုးနဲ့အကောင်းဆုံးအုပ်ဆောင်မောင်းနေနေတာဖြစ်ပါရင်ဆလောင်းကိုကြည့်ပြီးတော့ကျွန်တော်စီမှာမျက်စိတော်မှာနည်းနည်းလဲနေရတဲ့ကိစ္စတခုရှိလာပါရင်ဆလောင်းကလဘောက်အသေးကိုတာဝန်ယူကြိုက်တွေ့တဲ့အချိန်မှာကလော့ထိုင်းခဲ့တဲ့လူစင်းကိုသာဆက်လက်အသုံးပြုခဲ့ပါရင်ဒီချိန်မှာနေပြအင်မော်ရင်ကလည်း မန်ယူအသင်းကိုတာဝန်ယူကင်တွယ်ခဲ့စဉ်မှာတန်းထားခဲ့တဲ့လူစင်းနဲ့လာရှေ့ဆက်ခဲ့တာဖြစ်ပါရင်ဒါပေမဲ့ဆလော့ကလီဗာပူးကိုတည်ငြိမ်အောင်ထိန်းချောင်းထားနိုင်ပြီးချန်ပီယံဆုဖလာအနည်းဆုံးနှလုံးလောက်အထိကိုမျောလင့်နေနိုင်ချိန်မှာအင်မိုရင်ရဲ့မန်ယူအသင်းကတန်းစင်းစုံကိုတော့မှစွန့်ရင်ရတဲ့အနေအထားမှာရှိနေခဲ့ပါရင် ဆလော့နဲ့အင်မိုရီရဲ့ကြားမှာကွာခြားချက်တစ်ခုလည်းရှိပါတယ်ဆလော့ကဘောလုံးရာသီတစ်တစ်ခုမစတင်ခင်ကတည်းကလီဗာပူးကိုကင်တွယ်ခွင့်ရခဲ့တာဖြစ်ပြီးအင်မိုရီကတော့ရာသီတဝက်တစ်ပြက်မှာမန်ယူကိုကင်တွယ်ခဲ့ရတာဖြစ်ပါတယ်ဒီအချက်တစ်ချက်ပဲကွာခြားခဲ့တာဖြစ်ပြီးကျန်တာတွေအားလုံးမှာတော့အခြေအနေတွေကသူမသာကိုအားသူပါပဲရှိပါတယ်ဒါကြောင့်ဆလော့ကပဲပိုကောင်းနေနည်းပြလာလီဗာကစားသမားတွေကပဲမန်ယူကစားသမားတွေတက်စိတ်တဲ့ပိုင်းစမ်းစာရေးပိုင်းပိုကောင်းကြလာဆိုတာစဉ်းစားရင်မျက်စိတွေလည်းနေရပါတယ်ပရိသတ်တွေကရောဘယ်လိုများထင်မြင်ယူဆမိကြပါလဲကွန်မန့်ကနေပြောပေးခဲ့ကြပါအောင်ခင်ဗျာ ကားကိုပြန်ဆန်းရရင်လဘောဘက်ကလာမယ့်နေရာတွေအပြောင်းရှင်မှာ slot အတွက် slot စိမ့်ကြိုင်ကစားသမားတွေကိုခေါ်ယူပေးဖို့ရှိနေပြီ။ FB မှာကြီးမားတဲ့အပြောင်းလဲတွေပြုလုပ်သွားဖို့ ਈ မန်ချပါရင်ဒီထဲမှာ Gaming Sport ရဲ့သတင်းရင်းမြစ်တွေအရလဘောအသင်းကဒါဝင်နုနဲ့နေရာမှာ Lensey တိုင်းစင်ဖို့ဆက်ကိုနဲ့အစားထိုးဖို့စီစဉ်ထားတယ်လို့လည်းအစိမ်းအပိုင်းတစ်ခုဖြစ်ပါဝင်နေတယ်လို့သိရပါတယ်။နောက်နေ့ဘောလုံးရာသီအတွက်အရေးကြီးတဲ့ ਈ မန်ချတချို့ကိုလဘောအသင်းကစတင်အကောင့်ထဲပေါ်ဖို့ရှိနေပြီ။တိုက်စင်ဖို့ရွေးချယ်ခြင်းရှိတော့ကလည်းအမြင်တွေမျိုးမျိုးရှိနေခဲ့ပါတယ်။လက်ရှိအချိန်မှာဆိုရင်လဘောရဲ့အဓိကတိုက်စင်ဖို့တွေနဲ့ပတ်သက်တဲ့အနာဂတ်ကဘာတစ်ခုမှကိုရင်းရအောင်ရှိသေး ပါဘူးအသင်းအတွက်နှစ်ပေါင်းများစွာအကောင်းဆုံးပုံစံနဲ့ပင်ဆက်လာခဲ့တဲ့ဝိုင်းတိုင်းစင်ပေါ်ကြီးစာလာရဲ့စာချုပ်တန်တိုးကိန်းစာကလည်းအခုချိန်အထိမမဆောင်ဖြစ်နေသေးတယ်လို့ခြားတိုင်းစင်မှုတွေဖြစ်ကြတဲ့ဂျိုတာဒီရက်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းမေကုန်ထုတ်စရာတွေတဘုံတပင်နဲ့ဖြစ်နေပါတယ်။ဒီစားမားတွေအားလုံးဒီပိုင်းနဲ့အထက်ချင်းချင်းထွက်ခွာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တွေးစရာတော့ရှိပေမဲ့ ။ဒီရသည်မှာပင်းရလေးဖလားကစုခိုးနိုင်ခဲ့ရင်ဒီစုဖလားကိုကာကွယ်နိုင်မှုအတွက်ထိတ်တန်းအဆင့်တိုင်းဆင့်မှုအသည့်တွေကိုထက်မှန်အဖြစ်ရအောင်မယ်ဆိုတာကတော့ထင်ရှားပါရင်လက်ရှိအချိန်မှာတော့ကျွဲရိုင်းကလေးဆက်ကိုကိုဂျိုးကြာနေကအမှန်တကယ်စိတ်ဝင်စားနေကြပါရင်ဆက်ကိုကိုစိတ်ဝင်စားနေတဲ့ခြားသောထိတ်သည့်ကလပ်တွေကလည်းရှိနေသေးတာကြောင့်လေပေါင်းအသင်းအနေနဲ့လက်ဦးမှုရယူနိုင်မှုကအရေးကြီးပါရင်ခုနှစ်နေရသည်မှာမှလိုင်းစင်းနဲ့စာရုပ်သဏ္ဍာန်တိုးထားပေမယ့်ဒါကဆက်ကိုရဲ့ပြောင်းချွေအခြေကိုတန်ဖိုးမြင့်တက်စေနိုင်အောင်လို့လိုင်းစင်းဘက်ကစူးစမ်းမှုတက်တက်တာဖြစ်ပါရင်ဆက်ကိုဘက်ကလည်းအမေရိကန် FA ကသူ့ရဲ့ကစားသမားဘွားကိုနောက်ဆင်းစင်မြင့်တင် ပေးနိုင်မယ်ဆိုတဲ့အတွေးမျိုးရှိနေတယ်လို့သိရပါတယ်။ရောဂျာပရိသတ်တွေအနေနဲ့ကရောဆက်ကိုကိုခေါ်ယူစေခြင်းကြလားဗျ။ဆက်ကိုကလီဗာပူးနဲ့အကိုင်းဒီအံဝင်နိုင်မဲ့တိုက်စစ်မှုမျိုးဟုတ်နိုင်ပါမလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေပြောပေးခဲ့လို့ရပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်